တမုဒရာခိဆိုတာကိုကြားဟုကြမှာပါအဲ့ဒါက1500နဲ့1800ကြာကကာလကိုပြောတာပါတကယ်တော့အဲ့ဒီခေတ်ကကဘာကြီးကိုတခါတည်းအပိတိုင်ပြောင်းလဲပြီးခဲ့တာပါကဲဒီနေ့ဒီအကြောင်းအရာမှာတော့အဲ့ဒီခေတ်ကကျွန်တော်တို့ရဲ့ကဘာသမိုင်းကိုဘယ်လိုများပုံဖော်ခဲ့သလဲဆိုတာကိုအတူတူကြည့်သွားကြရအောင်ကဲဒါဆိုဒီမင်းခွန်းနဲ့ဆက်လိုက်ကြရအောင်စဉ်းစားကြည့်ပါနှပေါင်းတစ်တောင်းကျော်လာအဆက်တွေပြက်နေခဲ့တဲ့ကပရှေ့ချမ်းနဲ့အနောက်ချမ်းကဘယ်လိုလုပ်ပြီးရုတ်တရက်ကြီးပြန်တွေ့သွားကြတာလဲအဲ့ဒီနောက်ွယ်မှာဘာတွေရှိနေမလဲလာ အတူတူအပြေရှာကြည့်ရတာပေါ့အတီးကကြတဲ့ခီးစင်နှစ်ခုပေါ့စစ်ထောင်နေရကူစင်နဲ့မှာခရစ်စတိုဖာကိုလံဘစ်ကအမေရိကတိုက်ကိုရောက်သွားတယ်6နှစ်ကြာစစ်ထောင်နေရကူစစ်ရှင်မှာတော့ဗာစကိုဒါဂါမာကအာဖရိကတိုက်ကိုပတ်ပြီးအိန္ဒိယကိုရောက်သွားပြန်ရောတယောက်ကအတ္တလန်တစ်ကိုဖြတ်ပြီးကမ္ဘာတစ်ကိုတွေ့ခဲ့တယ်နောက်တစ်ယောက်ကအာကျစီသွားမဲ့ပင်လယ်လမ်းကြောင်းတစ်ကိုဖွင့်ပြီးခဲ့တယ်ဟုတ်ပါတယ်ဒီခီးစင်နှစ်ခုကပဲရာအလုံးကိုစတင်ခဲ့တာပါကမ္ဘာသမိုင်းရဲ့လာရကိုလုံဝါကိုပြောင်းပြန်လမ်းပစ်ခဲ့တယ်စပါ့ ဒါပေမဲ့လေဒီညမှာနင်းနဲ့ထူးဆန်းတဲ့မေခွန်းတစ်ခုရှိလာပြီအဲ့ဒါကဘာလဲဆိုတော့အဲ့ဒီချိန်မှာကပ္ပရေချောင်းအင်းနာအကြီးဆုံးကတရုတ်နိုင်ငံမှာဒါပေမဲ့ဘာဖြစ်လို့အိုရီယိုပါကဒီသမုဒ္ဒရာခေတ်တကိုဥဆောင်သွားရတာလဲတရုတ်ကဘာလို့မဟုတ်ခဲ့တာလဲဒါကတကယ်စိတ်ဝင်စားဖို့ကောင်းပါတယ်ဒီမှာကြည့်လိုက်နိုင်ရှင်ပြထားတာကိုတော်တော်လေးကိုကြွားတာ1400ပြည်နှစ်အစိုးပိုင်းကတရုတ်ရဲ့ရတနာတင်ဖို့စုကိုကြည့်ရေတပ်ဘိုးချုဇန်ဟဲရဲ့ပထမဆုံးခရီးစဉ်မှာတော့ တင်ဘောထုံးရဆစစ်စင်လူအင်အားက28000တောင်ပါတယ်။အဲ့ဒီချိန်မှာ1400ခွန်စင်နစ်ကကိုလံဘက်စီခီးစင်ကိုကြည့်လိုက်အောင်တင်ဘောက3စင်ပဲလူက60ပဲပါတယ်။ရှင်လွတ်တော်မရဘူး။အရွေစားရောလူအင်အားရောဘာနဲ့မှကိုမရှိနိုင်တာ။ဒါပေမဲ့အန်အောင်ဆရာကောင်းတာက1433ခုနှစ်မှာအယောင်အာရုံပြောင်းသွားတယ်။တီယိုပီကအပြင်ကိုမကြည့်တော့ပဲအတွင်းကိုပဲပြန်အာရုံစိုက်လိုက်တယ်။မင်းမင်းဆာက အဲ့ဒီလိုခန္ဓာချီးကျဲတဲ့ရေချောင်းခရီးတွေကိုရုတ်တရက်ရပစ်လိုက်ပြီးရေတက်အင်အားကိုလည်းအကြီးကျယ်လော့ချပစ်ခဲ့တယ်။သူတို့ရဲ့အာယုံကပင်လယ်သမုဒ္ဒရာကနေမြောက်ဘက်က ကုန်းပြင်နယ်ဆက်စီကို လုံးဝရောက်သွားခဲ့တယ်။ကဲဒီရုပ်ကတွင်းကိုလဲပါပြီ။ဆိုတော့ဥရောပကတော့ဘာလို့ပြင်ကိုထွက်ဖို့အထက်ထန်ဖိနေခဲ့တာလဲ။သူတို့ကဘာကတွန်းအားပေးနေတာလဲ။အဓိကအကြောင်းရင်းကတော့အချက်သေးပါပဲ။ထောင်လေးတိုင်းကစီတုံးမှာအော်တိုမန်နင်ပါယာကကွန်စတန်တီနိုပယ်မြောက်ကြီးကိုတင်ပတ်လိုက်တယ် အဲ့ဒီမှာပြဿနာကစတာပြီအရင်ကသုံးနေကြပိုလန်မားတို့ပင်လယ်လမ်းကြောင်းတို့ကအန်ဒီများလာပြီးပိတ်သွားတယ်လို့ခင်သွားရောအဲ့ဒီတော့ဥရောပနိုင်ငံတွေတို့အာရှနဲ့ကုန်သွယ်ဖို့ပင်လယ်ကနေပဲသွားလို့ရမယ်လမ်းကြောင်းတစ်ခုခုမဖြစ်မနေရှာဖို့လိုအပ်လာတော့လာပြီဒါဟာတို့အတွက်သေရရှင်ရဲ့သမျှဖြစ်လာပြီကောမီအခုကျွန်တော်တို့ဒီခက်ကနီပေါက်ဖွားလာတဲ့ပထမဆုံးအကြီးမားဆုံးအပြောင်းလဲတစ်ခုကြောင့်ပြောကြအောင်ဒါကပါလဲဆိုတော့တိုက်ကြီးတွေကြားမှာတခါမှမထွက်ဖူးသေးတဲ့ ဇီဝဘေးရအဆိုင်ရဖလှယ်မှုကြီးတစ်ခုပါပဲတကဘာလုံးရဲ့ဂေယနိစဉ်ကိုပြောင်းဖြစ်ခဲ့တဲ့ရာပေါ့ဒီသစ်စင်ကိုတမိုင်းပညာရှင် Alfred Crosby ကကိုလံဘီယာခစ်ကုန်းစီဖလှယ်မှုလို့အနာမည်ပေးထည်တယ်အတိတ်ဘယ်ကတော့ရှင်းရှင်းလေးပါ15ရာစုနဲ့16ရာစုတွေမှာအမေရိကတိုက်အာဖရိကနဲ့ဥရောပအာရှအပအဝင်ကပါဟောင်းကြားမှာအပင်တွေတရချင်တွေယဉ်ကျေးမှုနီးပညာအတွေးခေါ်နောက်ပြီးတော့ယောဂါတွေပါအပြန်လန်ကူလူသွားလာကိုဆိုလိုတာပါကဲ အမေရိကတိုက်ကနေကဘာဟောင်းစီပါရီရောက်သွားလိမ့်ကြည့်အောင်ပြောင်းဖို့အာလူခင်းချင်သည်ဒါရီအဓိကပဲနောက်ဆေးဝဲကြီးတို့ချောကလက်လူတဲ့ကိုကိုတို့လည်းပါတယ်အထူးသဖြင့်အာလူနဲ့ပြောင်းမှုကယူရိုပ်အာရှနဲ့အာဖရိကကလူသန်းပေါင်းများစွာရဲ့အဓိကအစားအစာဖြစ်လာပြီးလူဦးရေတိုးပွားမှုအပေါ်မှာပါအကြီးကျယ်သက်ရောက်ခဲ့တယ်တဖက်မှာလည်းကဘာဟောင်းကနေအမေရိကတိုက်စီကိုဂျုံဆန်ကြံတို့လိုတွိညံ့နေရောက်သွားတယ်ပြီးတော့မင်းတို့နွားတို့ဝက်တို့လိုတိရစ္ဆာန်တွေလည်းပါသွားတယ် ဒါပေမဲ့အဆိုးဆုံးကတော့အဲ့ဒီအရာတွေနဲ့အတူယောဂဆိုးကြီးတွေပါတခါတည်းကပ်ပါသွားတာပဲကြောက်ယောဂဝတ်သက်တုတ်ခွေးဒီယောဂတွေကအမေရိကတက်ကတည်းသက်ခံတဲ့ခလုံးဝအဆိုင်သက်သက်တွေဖြစ်နေတော့သူတို့မှခုခံအားဆိုတာမရှိခဲ့ဘူးအဲ့ဒါကတကယ့်ကိုအကြီးမားဆုံးကပ်ပေးဖြစ်စေခဲ့တယ်အကျိုးဆက်ကဘလောက်တောင်ဆိုးတယ်လဲဆိုရင်ဒီမှာကြည့်အနုပ်60ရာခိုင်နှုန်းဟုတ်ပါတယ်ဒါကအမေရိကတိုက်ကဒီထခံတိုင်ရင်းသားလူဦးရေရဲ့60ရာခိုင်နှုန်းလောက်ဟာ ကဘာဟောင်းကနေပါလာတဲ့ယောဂါတွေကြောင့်တည်ဆုံတွားခဲ့ရတယ်လို့ခမန်းထားတဲ့အရေးအတွက်ပါတကယ်ကိုမယုံနိုင်လောက်အောင်ကြောက်စရာကောင်းတဲ့ကင်းကနန်းပဲဒီစရားကိုကြည့်လိုက်ရင်ပိုပြီးရှင်းသွားပါလိမ့်မယ်ဆက်ငါရခုနှစ်တုန်းကအမေရိကတိုင်မှာလူဦးရေတန်း60ကျော်ရှိခဲ့တယ်ဒါပေမဲ့နှစ်တရာအကြာ1600မှာတော့6.3တန်းပဲကျန်တော့တယ်စဉ်းစားကြည့်ပါနှစ်တရာအတွင်းမှာလူဦးရေက7ပုံ8ပုံနီးပါးအထိကိုပြုတ်ကျသွားခဲ့တာ ဒီလိုကြီးမားတဲ့လူသားအရင်အမည်ဆုံးရှုံးမှုကြီးကပဲနောက်ထပ်ဝန်းနည်းစရာတမိုင်းတမျက်လာကိုဖွင့်လှစ်ဖို့ကြောင်းဖန်လာခဲ့ပါတယ်။အဲ့ဒီလိုနဲ့ပဲဒုတိယမြောက်အကြီးမားဆုံးအပြောင်းအလဲတစ်ခုပေါ်ထွက်လာပါတယ်။အဲ့ဒါကတော့ဒီနေ့ခေတ်အထီတောင်ကျွန်တော်တို့ခန်းစားနေရဆဲထိတဲ့ကမ္ဘာလုံးဆိုင်ရာအရင်းရှင်စနစ်ရဲ့မွေးဖွားကြီးမှာပဲဒီစနစ်တဲ့ဘလို့အလုပ်လုပ်တယ်လဲဆိုတာကိုအဆင့်၄စနစ်ရှင်းပြလို့ရတယ်ပထမအဆင့် ဥရောပနိုင်ငံတွေကတမှုတရားတွေဖျက်ပြီးကိုလိုနီတွေတည်ထောင်တယ်။ဒုတိယအဆင့်အဲဒီကိုလိုနီတွေမှာစိုက်ခင်းကြီးတွေတပ်သူတွင်းတွေလော့ပြီးကုန်ကျန်းတွေကိုဥရောပကိုပြန်ပို့တယ်။တတိယအဆင့်ကတော့ဒီလုပ်ငန်းတွေကိုအစိုးရတွေကတိုက်ရိုက်မလုပ်ပဲ Dutch East India Company လိုမျိုးအကျိုးအမြတ်တို့ဖွဲ့စည်းထားတဲ့ corporation ကြီးတွေကိုလုတ်ခိုင်းတယ်။နောက်ဆုံးစစ်တပ်အဆင့်ကတော့တော်တော်လေးကိုထူးခြားတယ်။ အဲ့ဒီ company တွေကသူတို့အလိုတိုင်းဖြစ်ဖို့ကိုပိုင်စစ်တပ်တွေရေတက်သေးတာကိုထားရှိခွင့်ရခဲ့ကြတယ်။ဒါပေမဲ့ဒီလိုကြီးကျယ်ခမ်းနားတဲ့စီးပွားရေးစနစ်ကြီးရဲ့အောက်ခြေမှာဘဲသူတွေကပင်ပန်းဆင်းရဲစွာအလုပ်လုပ်ခဲ့ရတာလဲ။ဒီရက်ဆက်ကြံကြိုးတဲ့စနစ်တွေအတွက်လောက်တတ်အင်အားကိုဘယ်ကနေရခဲ့တာလဲ။အဖြေကတော့လူသားသမိုင်းရဲ့အမောင်မိုက်ဆောင်အခန်းခံတာဒီတဲကတခုပါပဲ။ဒီကိန်းကနန်းကိုကြည့်ပါ၁၄တန်း။တဟာခမ်းမန်းရှိအဖြစ် အာဖရိကတိုက်တာ၁၄တန်းကိုသူရဲ့နေရက်ကနေအတင်းသမားဖမ်းဆီးခေါ်ဆောင်သည့်ကြံအဖြစ်နဲ့အတ္တလန္တီသမှုတရားကိုဖျက်ကျော်အမေရိကတိုက်ကဆက်ခင်းနေတတူတွင်းနေစီပို့ဆောင်ခဲ့အရေးအကြပ်ပါဒီစနစ်ကိုထရီဂန်ကုံသွဲရေးဆိုပြီးနာမည်ဆိုးနဲ့ကြော်ကြားခဲ့တယ်ဘာလို့ထရီဂန်လဲဆိုတော့သူကဥရောပအာဖရိကနဲ့အမေရိကတိုက်ကိုသုံးဝန်းဆိုင်ချိန်ဆက်ထားလို့ပါ ဥရောပကနေကုန်ချောပစ္စည်းတွေကိုအာဖရိကကိုပို့တယ်။အာဖရိကကနေလူတွေကိုကျွမ်းဖြည့်အမေရိကတိုက်စီပို့တယ်။ပြီးတော့အမေရိကတိုက်ကရတဲ့တခြားသူဝါးကွားနှုတ်လိုကုန်ကျန်းတွေကိုဥရောပစီပြန်ပို့တယ်။ဒီလိုနဲ့ရက်ဆက်သက်တန်တရားကြီးလဲပတ်နေခဲ့လာပေါ့။ကဲအခုဆိုရင်ကျွန်တော်တို့နောက်ဆုံးဟပိုင်းကို ရောက်လာပါပြီ။ဒီသမုဒ္ဒရာခေတ်ကနေခြံထားခဲ့တဲ့အမွေနေကဖားရီလေ။ထာကရိုးရှင်းတဲ့အဖြူမေးကစားတော့မဟုတ်ခဲ့ပါဘူးတိုးတက်မှုတွေရော နာကျင်မှုတွေရော ရောထွေးနေတဲ့အမွေအနှစ်တစ်ခုပါ ဒီအကြောင်းကိုစီးပွားရေးပညာရဲ့ဖတ်ခင်လူတောင်တင်စားကြတဲ့ Adam Smith က2016မှာရေးခဲ့တဲ့သူ့ရဲ့နာမည်ကြီးစာအုပ်ထဲမှာသုံးသပ်ပြခဲ့ဖို့လေသူက အမေရိကတပ်ကိုရှာဖွေတွေ့ရှိတာနဲ့အရှေ့အိန္ဒိယကိုသွားတဲ့လမ်းကြောင်းကို တွေ့ရှိဟာလူသမိုင်းမှာအကြီးမြတ်ဆုံးနဲ့အရေးကြီးဆုံးဖြစ်ရက်နှစ်ခုပဲလို့ဆိုခဲ့တယ်။ဒါနဲ့မဲ့သူဆက်ပြောတာကဒေတာခန်ဒီအတွက်တော့ကွန်လွဲမှုကရတဲ့အချိုးကျစုအလုံးဟာသူ့လိုကြုံတွေ့ခဲ့ရတဲ့ကြောက်မက်ဖွယ်ကန်ဆုံးမှုမောင်ကြောင့်မှုတွေထဲမှာနစ်မြုပ်ပျောက်ကွယ်သွားခဲ့တယ်တဲ့။တော်တော်လေးကိုမျှတာတဲ့သုံးသက်ချက်ပါပဲ။ ဒါပေမဲ့အဒမ်စမစ်ကအစိုးချီပဲမြင်ခဲ့တာတော့မဟုတ်ပါဘူး။သူကရှေ့ကိုလည်းမျှော်ကြည့်ခဲ့တယ်။သူခံမှန်းခဲ့တာကကမ္ဘာလုံးဆိုင်ရာကုန်သွယ်မှုကနောက်ဆုံးမှတော့အသိပညာလူကိုညာအနှံ့ဖြန့်ဝေပေးပြီးနိုင်ငံတွေကြားမှာအင်အားတန်းသူညီမျှမှုတစ်ခုကိုဖန်တီးပေးလိမ့်မယ်ဆိုတာပါပဲ။တနည်းအားဖြင့်ကုန်သွယ်မှုကိုယ်တိုင်ကပဲကမ္ဘာအင်အားချင်းဝင်ရာကိုပြန်ညှိပေးလိမ့်မယ်လို့မျှော်လင့်ခဲ့တာပေါ့။အဲ့တော့ဒီသမိုင်းကြောင်းဒီကိုပြန်ကြည့်ပြီးတဲ့နောက်မှာဒီမေခုံးလေးနဲ့အဆုံးတက်လိုက်ချင်ပါတယ်။ အာဒမ်စမစ်မျော်မှန်းထဲတဲ့အပြန်နဲ့လေးစားမှုကိုဖြစ်ပေါ်စေမဲ့အင်အားတန်းတူညီမျော်မှုရှိတဲ့ကဘာကြီးအခုကျွန်တော်တို့နေထိုင်နေတဲ့ကဘာကအဲ့ဒီလိုကဘာမျိုးဖြစ်နေပြီလားဒီမေခွန်းရက်ဖြေတော့ကျွန်တော်တို့လက်ရှိကဘာကြီးကိုဘယ်လိုရှုမြင်တယ်လဲဆိုတာပေါ်မှာပဲမူတည်နေမှာပါပဲ